တင်ရခွင်းဆလေခွင်းကြောင့်နမဲကျော်သွားခဲ့တဲ့အိစန္နာနဲ့အမွားနဲ့ရောက်အားလုံးမင်္ဂလာပါဆယ်ဒီတန်ယူပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရယ်လူကြီးတွေအတွက်တင်ရခွင်းဟာမက်လောက်စရာမဟုတ်ဘူးလို့ထင်ရပေမဲ့ကလေးတွေအတွက်တော့တင်ရခွင်းဟာတန်မိုးရှိတဲ့အရာဖြစ်နေပါရယ်လက်မတင်ရခွင်းနဲ့မြန်မြန်ပတ်ထားနိုင်တဲ့သူဟာဆရာကြီးဖြစ်နေပြီးတော့တင်ရခွင်းတခွင်းကစားတန်မိုးထားကြပါရယ်နောက်တစ်ဖက်လုံးပြည့်တင်ရခွင်းပတ်နိုင်ရင်တော့ခုံယူစရာကိစ္စဖြစ်ကလေးဘွားမှာတတ်မှတ်ထားကြပါရယ်တင်ရခွင်းဆယ်လေးခွင်းကိုလုပြီးတော့နမဲကြီးလာခဲ့ကြတဲ့ညီမနှစ်ယောက်က ရုံးမိမိအောင်နဲ့ရုံးမိမိဆိုတော့ညီမနှစ်ယောက်ဖြစ်ပါရင်အမညီမနှစ်ယောက်နဲ့အေးစနာတို့ရဲ့တရေကွင်းဆက်လေးကွင်းလို့တဲ့ကိစ္စကနမဲကြီးနေပြီးညောက်တော့မှတကယ်ပေးခဲ့လားမပေးခဲ့ဘူးလားဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူးရုံးမိမိအောင်နဲ့ရုံးမိမိဆိုတော့ညီမနှစ်ယောက်ကတရေကွင်းဆက်လေးကွင်းကိုညီအားကနေချစ်စရာကောင်းတဲ့စကားပြောပုံလေးကြောင့်လူချစ်လူခင်ပေါ်များနေပါရင်ညီမနှစ်ယောက်တရားတယောက်ကိုအေးစနာကတရေကွင်းပေးခဲ့တယ်လို့ပြောပြီးတယောက်ကတော့လက်မခံပါဘူးအေးစနာမိကတေချာရွတ်ပေးလိုက်တာဆိုပြီးတယောက်ကလည်းပြန်လေးခြေပါပါရီး တို့ညီမနှစ်ယောက်ကမကွေးတိုင်းပေါင်းမြို့နယ်တွေကရွာလေးတရွာထဲမှာနေထိုင်ကြပြီးတခါတည်းမှလည်းအရင်ချစ်ကြတယ်လို့တခါတည်းမှလည်းမတည့်ကြဘဲနဲ့ဇိုးကနဲ့ဇက်ကနဲ့လှုပ်တဲ့ကြပါရယ်။ရွာမှာရှိသူတယောက်ကအမွာလေးနှစ်ယောက်ရဲ့ဗီဒီယိုကိုရိုက်ပေးပြီးထိုင်းမှာရှိတဲ့တော်ကိုပို့ပေးပါရယ်။ထိုင်းကတော်ကအမွာလေးတွေရဲ့ဗီဒီယိုကိုတင်ပေးရကနေသူတို့နှစ်ယောက်တရေကွင်းဆက်လေးကွင်းညင်းတဲ့ကိစ္စကနမည်ကျော်သွားခဲ့တာပါ။အခုဆိုရင်တော့ဒီဗီဒီယိုလေးနဲ့တစ်တော့ဆော်တဲ့သူတွေကများပြားနေပြီဖြစ်ပါရယ်။ ဘသူအမှန်နဲ့မားတယ်မသိပေမဲ့လည်းမျက်နှာမမြင်ရသေးပဲနမဲကြီးနေတဲ့အိဆန်နာလည်းရှိပါသေးတယ်။နင်တို့မိမဘယ်တော့မှမယုံရဘူးဆိုတဲ့အမွာနှစ်ယောက်ရဲ့စကားကလည်းလူကြိုက်များနေပြီးနောက်ဆုံးမှဒီပြဿနာကပြေလည်သွားရဲ့လားဆိုတာစိတ်ဝင်စားနေကြပါတယ်။အမွာနှစ်ယောက်ကကလေးရွယ်လေးသာရှိသေးပေမဲ့လည်းစကားတက်ပြီးတော့တယောက်နဲ့တယောက်ရှောင်ပေးခဲ့ကြပါဘူး။နေလေနေစကားနေုံနဲ့ငါလဲငါစကားငါယုံနဲ့ဆိုပြီးပြဿနာတွေတက်နေကြတဲ့ညီမနှစ်ယောက်ကိုအေးဆန်နာကဝင်ရှင်းပေးမှပြေလည်သွားမှာပါ။ အိဆန္နာပြင်အိဆန္နာအမေကလည်းရှင်းလင်းပေးရအောင်မှာဖြစ်ပြီးအိဆန္နာကလည်းသူတို့ရောက်မှာတကယ်ရှိတဲ့အမေကလေးတယောက်ဖြစ်ပါတယ်။တရီခွင်းဆက်လေးဝင်းကိုရှင်းလင်းနေကြတဲ့ညီမနှစ်ယောက်ကိုတရီခွင်းထုတ်လိုက်ကြည့်လက်ဆောင်ပေးခြင်းကြသူတွေလည်းရှိပါတယ်။သူတို့ညီမနှစ်ယောက်ကစကားတတကြောင်နောက်ထပ်တရီခွင်းပြဿနာတွေရှိအောင်မလားလို့ပွေးချင်းခင်မမတွေကစောင့်မျှော်နေကြပါတယ်။ဒါပေမဲ့နောက်ထပ်အဆက်မရှိတော့ဘဲမိကြီးကိုအားနာလို့ဆိုတဲ့နေရာမှာပဲဆုံးသက်သွားပါတယ်။စကားတတညီမနှစ်ယောက်ရဲ့ဗီဒီယိုတွေကိုထပ်ပြီးကြည့်ကြည့်သေးပေမဲ့လည်းသူတို့ရွာကတော့အင်တာနက်လိုင်းတွေဖုန်းတွေခက်ခဲတဲ့နေရာဖြစ်နေပါတယ်။ အဲ့ဒါကြောင့်ဗီဒီယိုတပုတ်ပို့ဖို့တောင်းမှပလွေကိုပဲအရှင်ကတရေခွင်းပြဿနာကနမည်ကြီးခဲ့တာပါအိဆန္နာကတော့မျက်နှာမပါဝင်ပဲနမည်ကြီးလာတဲ့အဓိကဇက်ဆောင်တယောက်ဖြစ်နေပါတယ်အမွာလေးနေရောက်တရေခွင်းဆယ်လီဝင်းကိစ္စရှင်းကြတာဟာချစ်စရာကောင်းတဲ့ပြင်ကလေးဘွားကိုလည်းအမရစေပါတယ်တချိန်မှာတော့အမွာနေရောက်နဲ့အိဆန္နာတို့တွေတရေခွင်းရှင်းတဲ့ကိစ္စဟာအမတ်တရဖြစ်သွားစေမှာပါဖြူစင်တဲ့အရွယ်လေးတွေဖြစ်တာကြောင့်တရေခွင်းဆယ်လီဝင်းကိုမြောက်တော့မှပေးလိုက်တယ်မပေးလိုက်ဘူးဆိုပြီးတော့ညင်းခုန်နာကလည်းကြီးမားတဲ့ပြဿနာကြီးတစ်ခုဖြစ်ပါတယ် ရုံးမီမီဆိုနဲ့ရုံးမီအောင်တို့ညီမနှစ်ယောက်ကိုတည်ရခွင့်လုခဲ့ဘူးတဲ့ငင်ပွားမှတ်တရရှိရင်ကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။ရှင်းရှင်းပြပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီလိုလုံးတွေပဲနှုတ်ဆက်ခဲ့ကြပါမယ်။